ကျွန်တော်တို့ Premier League လို့ပြောလိုက်တာနဲ့ဒီ physical brand အရင်လာရဲလို့ပြောလို့ရတယ်ဆိုတော့အဲ့နောက်မှာမှဒီ industry level တွေ high tempo တွေစတဲ့အရာတွေကပါလာရဲဗျာကျွန်တော်တို့ Manchester United တင်းရဲ့ဒီဟာဒီပြဿနာကိုကြည့်မယ်ဆိုရင်အဲ့ intensity ပိုင်းနဲ့ပတ်သက်ပြီးတော့ပြဿနာရှိနေတယ်ကျွန်တော်တို့ Manchester United အသင်းရဲ့ဒီ industry ပြဿနာရေကျွန်တော်အသင်းဘယ်နေရာမှာလူတက်ဖို့လိုနေသေးတဲ့ဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်ဒီနေ့ညီကိုရင်နဲ့တူတူဆွေးနွေးသုံးသပ်သွားခြင်းတယ် ကဲညီကိုရေအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United ကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ရဲ့ဒီ channel လေးကိုလည်း like and subscribe လေးနဲ့အားပေးခဲ့ကြပါအောင်ဆိုတော့ကျွန်တော်တို့ Manchester United တင်းကဒီယာဒီမာတာ industry ပြဿနာဖြစ်နေရဗျာဆိုတော့အဲ့ပြဿနာကကျွန်တော်တို့ဒီပြီးခဲ့တဲ့နောက်ဆုံးသပွဲဒါ Everton နဲ့ပွဲရယ် Crystal Palace နဲ့ပွဲရယ်ကြည့်မယ်ဆိုရင်တော့မှအရန်ဟုမြင်တာလို့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်အတင်း industry ပြဿနာမနစ်ကလိုမျိုးဖြစ်နေရမျိုးလည်းမဟုတ်ဘူးယာမနစ်ကကျတော့ကျွန်တော်အတင်းကပွဲတိုင်းမှာ industry ကနေနေ physically အရာဘူဒီလောက်ခံရတယ်ပွဲတိုင်းဒီဘက်မှာအဲ့လိုပုံစံဖြစ်တယ်ဒါပေမဲ့ဒီယာစီမှာကျတော့ industry ကအဲ့လိုပွဲတိုင်းမှာနိုင်နေရမျိုးမရှိရမျိုးတော့မဟုတ်ဘူးဆိုတော့ပြောရရင် industry မရှိတာတက်ဆိုင်ရင် consistent မဖြစ်တာဘောနော်ဒီ industry ဘိုင်းနဲ့ပတ်သက်ပြီးတော့ consistent မဖြစ်တာကိုတွေ့ရတယ်ဆိုတော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့ everdan နဲ့ပွဲကိုသွားကြည့်မယ်ဆိုရင်ကျွန်တော်အတင်းကတယောက်တာနဲ့ပြတာမိနစ်90နီးပါးလောက်ကိုကျွန်တော်တို့ကစားခဲ့ရတယ်တပွဲလုံးနီးပါးလောက်တယောက်တာနဲ့ကစားခဲ့ရတယ်ဒါပေမဲ့ကျွန်တော်အတင်းအဲ့ပွဲမှာရှုံးခဲ့တယ် ဆိုတော့အဲ့ရှုံးဘက်ပြီးမှဆိုရင်တချို့ကကြတော့လေကစားသမားတွေကိုအပြစ်မြင်တယ်တချို့ကြတော့လေနီးပြားကိုအပြစ်မြင်တယ်ဒါကတရားနဲ့တရားအမြင်မတူနိုင်တဲ့အတွက်ဘာမှတော့ကျွန်တော်မပြောလို့ဒါပေမဲ့ကျွန်တော်အဓိကမြင်တာကကြတော့အဲ့ Everton နဲ့ပွဲမှာဆိုရင်ကျွန်တော်အသင်းရဲ့ဒီ industry level ရဲ့ agency level ရဲ့အတော်တော်လေးနှိမ့်နေတာကိုတွေ့ရရဗျာ ဆိုတော့ကျွန်တော်ဘာလို့အဲ့ဘိုင်းတွေကိုပို့ပြီးတော့မြင်လဲဆိုရင်ဒီ Premier League ကကြာကျွန်တော်တို့ခုနောက်ပိုင်းမှာစီ talent တွေတက်တစ်တွေဆိုတာထက် physical ကအရင်လာတယ်ဆိုတော့တချို့ပွဲတွေမှာဆိုရင်တချို့တင်တွေဒီ tactical league ကသူတို့စထွက်လာတဲ့အချိန်မှာတာရယ်ဗျာဒါပေမဲ့ industry level physical level ကမရှင်နိုင်တဲ့အခါမှာဒီ tactical league အရာပါအလိုလိုနှိမ့်သွားတဲ့ပွဲတွေကိုလည်းတွေ့ဖို့ရယ်ဆိုတော့ဒါကြောင့်လည်းကျွန်တော်ကအဲ့ဘိုင်းကိုပို့ပြီးတော့ highlight လုပ်တာဆိုတော့ကျွန်တော်ဒီပြီးခဲ့တဲ့ Crystal Valley နဲ့ပွဲကိုကြည့်မယ်ဆိုရင်ကျွန်တော်အသင်းရဲ့ industry level ကပထမပိုင်းမှာတော်တော်ကြီးညံ့တယ် ဆိုတော့အကုန်လုံးလဲဒါပထမပိုင်းခြေစောက်ကိုကြည့်မယ်ဆိုရင်အဲ့ပွဲမှာကျွန်တော်အတင်းနိုင်မယ်လို့ဘယ်သူမှမထင်ခဲ့ဘူးဗျာဆိုတော့ပထမပိုင်းမှာလဲတကယ်ကို Crystal Bailey ရဲ့ဒီ intensity နဲ့ဒီ tempo high tempo ကတော်တော်လေးကိုမြင့်ခဲ့တယ်ဆိုတော့သူတို့တကယ်လဲအဲ့ပွဲကိုဥဆောင်နိုင်ခဲ့တယ်ဒါပေမဲ့ကျွန်တော်အတင်းကဒုတိယပိုင်းမှာကျွန်တော်အတင်းရဲ့ဒီ tempo ကပို့ပြီးတော့မြင့်လာတယ် intensity level ကပို့ပြီးတော့ကောင်းလာတယ်ဆိုတော့ဒါက Crystal Bailey ရဥရောပပွဲတင်ကစားအကြောင်းပွဲပန်းလာအကြောင်းလဲပါနိုင်တယ်လို့ဗျာကျွန်တော်အတင်းကပို့ပြီးတင်ကစားအကြောင်းလဲပြောလို့ရတယ် ဆိုတော့အဲ့ပွဲနိုင်ရရှိခဲ့တာဒီ engineering management အပြောင်းလဲတွေဘာတွေကြောင့်မို့ကျွန်တော်တင်နိုင်ရရှိခဲ့မှာပေါ့ဗျာအဓိကအဲ့ industry level တခုပြောင်းလိုက်တာ ਨੇ ကျွန်တော်တင်အနိုင်ရရှိခဲ့ရဆိုတော့ကျွန်တော်ဒီ engineering management အပြောင်းလဲတွေတက်တက်တွေကြောင့်အနိုင်မရခဲ့ဘူးဆိုတော့ကျွန်တော်ရမ်းပြီးတော့ပြောရမှာမဟုတ်ဘူးဗျာဆိုတော့အဲ့ပွဲပြီးမှာ Ruben Amorin လည်းပြောရယ် တော့ဒီဒုတိယပိုင်းမှာဘာပြောင်းလဲတွေလုပ်ခဲ့လဲဆိုပြီးတော့သူ့ကိုမေးတဲ့အချိန်မှာသူပြောတာရိုးရှင်းတယ်ဗျာသူ့အနေနဲ့ကစားသမားတွေကိုပို့ပြီးတော့ run တွေလုပ်ဖို့ရတယ်ပြီးတော့ဒီ sprint တွေမှာပို့ပြီးတော့ outside ထုတ်ဖို့ရယ်ပက်စင်းတွေမြန်မြန်ဆက်ဆံပေးဖို့ရယ်အဓိကကတော့ queen ထဲမှာဒီလမ်းလျှောက်မနေဖို့သူအဓိကပြောခဲ့ဆိုတော့အဲ့လိုသူဒါကြောင့်လည်းကျွန်တော်ကျွန်တော်တို့ဒီအဆင်အနိုင်ခဲ့ရပြီ။ဆိုတော့အဲ့ဒီ game မှာဆိုရင်တကယ်တည်း engine management တွေတက်တက်တည်းကအထင်တော်ကြီးထိအလုံးမဖြစ်ခဲ့ဘူးလို့ပြောလို့ရပြီ။ဘာလို့လဲဆိုရင်ကျွန်တော်အသင်းရဲ့ဒီ open play ကနေပြီးတော့ expected bar ကိုဒါကိုရနိုင်ခြင်း hg ကတပွဲလုံးမှာ0.2ပဲရှိရဆိုတော့ပထမပိုင်းမှာ0.1ဒုတိယပိုင်းမှာ0.1ဒါပေမဲ့တကယ်တမ်းကျွန်တော်အသင်းရဲ့ဒီကစားပုံဒုတိယပိုင်းကစားပုံကတော်တော်လေးအဆင်ပြေခဲ့တယ်လို့ကျွန်တော်ထင်ရတယ်အဓိက intensity တစ်ခုတက်လာတဲ့ပဲကျွန်တော်အသင်းအဆင်ပြေသွားတဲ့ပုံစံဖြစ်တယ်ဆိုပြီးတော့ဗျာဒီ intensity တစ်ခုကောင်းလာတဲ့ပဲဒီတက်တဲ့အရာအရင်ကြီးမကောင်းဘူးဆိုတော့ဒီ in game management အရာအရင်ကြီးမကောင်းဘူးဆိုရင်တောင်မှကျွန်တော်ဒီ player individual ရဲ့ quality နဲ့အနိုင်ရနိုင်တယ်ဆိုတော့လေဒီ belly နဲ့ဒုတိယပိုင်းကအသက်တည်ပြနေတယ် ဆိုတော့ကျွန်တော်အသင်းကအဲ့နှစ်ပွဲကိုကြည့်ခြင်းအပြင်ကျွန်တော်အသင်းရဲ့ဒီ industry level က consistent ဖြစ်မနေဘူးဆိုတော့ကျွန်တော်အသင်းအဓိကရည်ကြီးဆုံးကအဲ့ဘိုင်းမှာဒါ consistent ဖြစ်ဖို့ပဲဆိုတော့ပွဲတိုင်းမှာတူညီတဲ့ agency level နဲ့ရှိဖို့ရလို့တယ်အဲ့အဲ့အမှလည်းကျွန်တော်တို့ပွဲတိုင်းမှာဒီ industry ကဒီတူညီတဲ့ industry level ကိုပြနိုင်မှာအဓိကကတော့ကျွန်တော်ဒီပွဲစားယူဆိုတာနဲ့ဗျာ industry level ကောင်းကောင်းနဲ့ဒီ high demand ကိုကောင်းကောင်းနဲ့ ကျွန်တော်ကစားနိုင်ဖို့ရလိုအပ်တယ်။ဒါက player တွေရဲ့ဒီ mandate strength နဲ့လည်းဆိုင်တယ်လို့ကျွန်တော်ထင်တယ်ဗျာ။ဒါကျွန်တော်အတင်းရဲ့ကစားသမားတွေဒါ Everton နဲ့ပွဲမှာတရားထုတ်ခံရလိုက်တဲ့အချိန်မှာဆိုရင်ကျွန်တော်အတင်းကစားသမားတွေတော်တော်လေးဂိမ်းထဲမှာ comfort ဖြစ်သွားတယ်။ဒီ Ajax level ကျသွားတာကိုတွေ့ရတယ်။ဆိုတော့အဲ့လိုနေတော့ဖြစ်လို့မရအောင်ဆိုတော့အဲ့ဘိုင်းနေမှာကျွန်တော်အတင်းပို့ပြီးတော့ total ဖို့ရလိုတယ်။နောက်တစ်ခုကကျွန်တော်ဒီ fitness level နဲ့ squatter ပေါ့ဗျာ။ဆိုတော့ fitness level ကတော့ကျွန်တော်အများကြီးပြောရမယ်ထင်တယ်။ဘာလို့လဲဆိုတော့ queen အဲ့ဘိုင်းမှာက ကျွန်တော် fitness level ဒီ minute 90လုံးပြည့်နေတဲ့ကဘာသမားကမရှိဘူးလို့ပြောလို့ရတယ်။ Cassie လည်းအချိန်တစ်ခုရောက်ရင်ကြာလာတယ်။ Bruno ကလည်းသူ့နေရာသူမဟုတ်တော့ဒီပုံမှန်ထက်ပိုပြီးတော့ struggle ဖြစ်တယ်။ပြီးတော့ကျွန်တော်အသင်းရဲ့ဒီ squad တက်ကိုကြည့်မယ်ဆိုရင်လည်းအခုနောက်ပိုင်းမှာဆိုရင်ဗျာကျွန်တော်အသင်းဒါ Sesco တို့ကိုညာတို့ဒဏ်ရာရလာတဲ့အချိန်မှာဒါနည်းနည်းလေးပိုပြီးတော့ struggle ဖြစ်တယ်။ ဂျိုဂျွာဂျီဂျီတို့ကျွန်တော်မကောင်းပြောတာမဟုတ်ရဒါပေမဲ့အဲ့လိုကစားသမားတွေတန်ရရတဲ့အခါမှာစကွက်တက်အရာလည်းလုံလောက်မှုမရှိနေတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့အဲ့စကွက်တက်အရာကိုတော့ဒါအသင်းရဲ့ပိုင်ရှင်တွေနဲ့ပဲဒါအသက်ဆိုင်နေကြဆိုတော့ပိုင်ရှင်တွေအနေနဲ့လည်းဒီဇန်နဝါရီမှာဒီနည်းနည်းအပြောင်းလဲတစ်ခုခုတော့လုပ်ပေးနိုင်မယ်လို့တော့ကျွန်တော်ကတော့မျှော်လင့်မိရဲ့ဂျန်နာကတော့ကစားသမားတွေရဲ့ဒီ mental strength နဲ့လည်းဆိုင်တယ်ဆိုတော့အဲ့လို intensity level ဒူးနေပြီဆိုမှကျွန်တော်တို့ဒီ tactical ဘိုင်းအရာ ပြောလို့ရမယ်လို့ထင်တယ်။ပရီးမီးယားလီးဂ်ကအခုနောက်ပိုင်းဒီ industry level သူရဲ့ပရီးမီးယားလီးဂ်မှာရှိတဲ့ industry level မှာမရှိနေရင်အသင်းတိုင်းကတော်တော်လေး struggle ဖြစ်လာတာကိုတွေ့ရတယ်။ဒါကျွန်တော်အသင်းလည်းအဲ့ဒီ consistent မဖြစ်တဲ့ပြဿနာကိုတွေ့ရတယ်။တကယ်တော့ကျွန်တော်အသင်းဒီ international break မတိုင်ခင်က၅ဝဲမှာဆိုရင်ကျွန်တော်အသင်းရဲ့ industry level ကအနေထားတစ်ခုမှာရှိတယ်။တော်တော်လေးကောင်းတယ်လို့ကျွန်တော်ကတော့မြင်တယ်ဗျာ။ ဒါမှမဟုတ်အဲ့ international break ကနေပြန်လာပြီးတဲ့အချိန်မှာဒါကမ္ဘာမတွေအထလေးတဲ့ပုံစံလေးပွဲထဲမှာ focus လုပ်တဲ့ပုံစံလေးအဲ့လိုပုံစံမျိုးကိုအမြဲတမ်းတွေ့နေရတယ်။ဆိုတော့ကျွန်တော်အတင်းဒီနှစ်ချက်တိုးတက်ဖို့ရလို့ရတယ်။ဆိုတော့တစ်ချက်ကတော့ player တွေရဲ့ mental sweat တိုးတက်လာအောင်ဗျာ။ Ruin Armorin ဘယ်လောက်ထိလုံပြနိုင်မလဲဘယ်လောက်ထိဒီလှုပ်ဆော်ပေးနိုင်မလဲဘယ်လောက်ထိဒီ motivate ပေးပေးနိုင်မလဲပေါ့နော်။နောက်တစ်ခုကကျတော့ဒီအတင်းရဲ့ passion တွေနဲ့ဆိုင်တဲ့အတင်းရဲ့ passion တွေဘယ်လောက်ထိဒီအတင်းရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မလဲ။ဒီနှစ်ချက်တိုးတက်လာရင်တော့ကျွန်တော်အတင်းတော်တော်လေးအဆင်ပြေသွားမယ်လို့တော့ထင်တယ်။ ဆိုကျွန်တော်တို့ဒီဘယ်လီနဲ့ဒုတိယပိုင်းဆိုရင်တကယ် industry အားကောင်းတာတစ်ခုနဲ့ပဲကျွန်တော်အတင်းရဲ့ကစားပုံကကြီးရအဆင်ပြေတဲ့အောင် ဖြစ်သွားတယ်ဒါလည်းမှကျွန်တော်ဒီ chain creation တွေဘာတွေအများကြီးမရရှိခဲ့ဘူးဒါပေမဲ့ကျွန်တော်အဆင်ပြေတယ်ဆိုပြီးတော့ပိုကောင်းခဲ့တယ်အဆင်ပြေဆိုပြီးကျွန်တော်လက်ခံကြရတယ် အသင်းကဒီရဒီမှာအဲ industry inconsistent ဖြစ်တဲ့ပြဿနာကိုဒါဖြစ်ရှင်းနိုင်ဖို့ရလိုတယ်ဆိုတော့အဲ့ပြဿနာတွေကိုဘယ်လောက်ထိဖြစ်ရှင်းနိုင်မလဲဆိုတော့ကျွန်တော်တို့ဒီနောင်လာမယ့်ပွဲတွေမှာဆက်ပြီးတော့ကြည့်သွားရမယ်အဓိကနောင်လာမယ့်ပွဲတွေမှာဆိုရင်လည်းနိုင်ပွဲတွေယူနိုင်ပြီးတော့ကျွန်တော်တို့ဒီတစ်ခုလာမယ့်ပွဲကလည်းဝဟန်းနဲ့ဖြစ်တဲ့အတွက်နိုင်ပွဲယူပြီးတော့ကျွန်တော်တို့အသင်းဒီနိုင်ပွဲရနေတဲ့ momentum တစ်ခု ဒီအဲ့အရာတကူကိုကောင်းကောင်းတိဆောက်နိုင်ဖို့ရလိုတယ်ဆိုတော့ဗျာဒါခုနောက်မှလည်းကျွန်တော်တို့အသင်းကိုဒါကျွန်တော်မြင်တဲ့ပုံစံပေါ့နော်ကျွန်တော်ကတော့အဲ့ဘိုင်းနေမှာအသင်းအားနေချက်ရှိနေရလို့ကျွန်တော်ကမြင်တယ်ညီကိုတွေရောခုနောက်ပိုင်းပွဲလို့ကြည့်ရင်ဘယ်ဘိုင်းနေမှာအသင်းကအားနေပြီးတော့ဘယ်ဘိုင်းနေမှာအားကောင်းနေလဲဘယ်လေးနဲ့ပွဲမှာရောဘာကြောင့်ကျွန်တော်တို့ပထမပိုင်းမှာရုန်းခဲ့ရပြီးဒုတိယပိုင်းမှာ ဘာလဲဘာလို့အဆင်ပြေတဲ့အောင်ဖြစ်လာလဲဆက်လက်အမြင်တွေကိုကျွန်တော်နဲ့အတူ comment section မှာဝင်ရောက်ဆွေးနွေးသုံးသပ်ပေးသွားပါအောင်ကျွန်တော်တို့ရဲ့ Glory United YouTube channel လေးကိုကြိုက်နေသက်တဲ့ဆိုရင်လည်း like and subscribe လေးနဲ့အားပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်